ပြည်သက်တို့ရေအားလုံးပဲမင်္ဂလာပါနော်ဒီနေ့ညမှာပဲအားလုံးပဲစောင့်မျှော်ကြပြီလို့ထင်ပါတယ်ကျွန်တော်တို့မြန်မာဖိုက်တာတွေဝမ်ချမ်ပီယံရှစ်မှာ၃ရောက်ပေါ့၃ရောက်ဒီနေ့မြန်မာစံတို့ချေခရနိုင်းကြော်လောက်ပါပဲခရနိုင်းခွဲလောက်မှာဝမ်ချမ်ပီယံရှစ်ပြက်ကစတင်ပြီးတော့ live serving လို့ဖြစ်ပါတယ်ကျွန်တော်တို့အားပေးဖို့အစင်သစ်ဖြစ်ပြီလားတော့မသိဘူးကျွန်တော်ကတော့လုံးဝအစင်သစ်ဖြစ်နေပါပြီဘယ်သူတွေနိုင်မလဲဘယ်သူတွေရှုံးမလဲဆိုတော့လည်းအရင်အောင်ရှင်းကုန်နေပါပြီ ဲ့ဒီလူတွေကတော့ chronica ရဲ့စိုးနောင်ဦးရဲ့တန့်စင်ရဖြစ်တယ်နော်ဘယ်သူတွေနိုင်မလဲကျွန်တော်တို့ရင်ခုန်ပြီပထမဆုံးပြောရမယ်ဆိုရင် chronica chronica ကတရုတ်မှလည်းရှင်းပြထုတ်တမ်းရမှာဖြစ်ပါတယ် chronica ဘက်ကလည်းအကောင်းဆုံးပြင်ဆင်ပြီးလို့ခုလောက်ဆိုရင်တော်တော်လေးရင်ခုန်ပြီးတော့ထုတ်တတ်ဖို့ပြင်ဆင်နေတော့ပါပြီ chronica နိုင်မလို့ကျွန်တော်ကတော့ထင်ပါတယ်ဘာလို့လဲဆိုတော့ သူတို့မျိုးရဲ့ဖွဲ့စည်းပုံအရာလည်းပေါ်နေခါတာတယ်။စော်ကစားပုံလို့တယောက်လုံးရှင်ပြီးတော့မင်းပါလဲငါပါလဲပြတဲ့အခန်းတွေမှာလည်းတော်လေးတားလိမ့်မယ်ထင်ပါတယ်။ဘာလို့လဲဆိုတော့တရုတ်မှာဘက်ကနည်းနည်းလေးသူ့ရဲ့ပေါင်လေးတွေနည်းနည်းသိတာတွေတွေ့ရတယ်။လူတယောက်ရဲ့အချိုးစားဘာတွေချိုးစားလေးတွေခွာခြားတော်လေးနည်းနည်းပါခွာခြားတာကိုကျွန်တော်တွေ့ရတယ်။အဲ့တော့ကြောင့်မလို့တရုတ်မှာဘက်ကဘလို့သူ့ကိုစော်စားမလဲတော့တည်တည်ပါဘူး။ ကျွန်တော်ချန်ပီယံရဆိုရင်မပရမီကနိုင်ဖို့ကတော့အာ78%လောက်ကတော့ easy ရှိပါတယ်။ဘလို့ပဲပြောပြောပြဒီနေ့ညကတော့၃ရောင်စလုံးနိုင်မှဖြစ်မယ်။၃ရောင်စလုံးကိုလောကဝင်တာပေးခြင်းလေကျွန်တော်ကတော့နော်ကျွန်တော်မြန်မာတွေနိုင်ဖို့နိုင်မှဖြစ်မယ်။မြန်မာနိုင်မှဝင်ကြွားလို့ရမယ်။ဟာလို့အခုမြန်မာတွေဘာကောင်းလဲဆိုတာဟုတ်လား။အဲ့တော့စိုးနောင်ကိုလည်းမျောလင်းတယ်တန်စင်ကိုလည်းမျောလင်းတယ်အားလုံးပဲဆောက်မျောလင်းကြပါမယ်ကျွန်တော်ဆက်ပြီးတော့တင်ဆက်ပေးတော့ပါပါ chezumi ai tamare pai ta dohom